ကံဆိုတာစဉ်းစားကြည့်လေလှုပ်တခုလှုပ်လိုက်လို့လှုပ်ပြီးသွားတာကိုကံခေါ်တာပဲဒီအဲ့လှုပ်ပြီးသားအရာကိုထပ်ပြင်လို့ရလားလို့ဆိုမရဘူးလှုပ်ပြီးတာလှုပ်ပြီးတာပဲနောက်ထပ်တာမလှုပ်ဖို့ရှိတယ်နော် what they have done cannot be undone so အရပြောကိုလှုပ်ပြီးသားလှုပ်တကူကမလှုပ်ဘူးလို့ပြောလို့မရဘူးလှုပ်ပြီးသားတကူကပြင်လို့မရဘူးလေအဲ့တော့နောက်တစ်ထပ်မလှုပ်တာပဲရှောင်းတာပဲဖြစ်တယ် လှုပ်ပြီးသားပြင်မှာမဟုတ်ဘူးအဲ့တော့လှုပ်ပြီးသားပြင်မှုစူးစားတဲ့လူတွေရောမရှိဘူးလားရှိတယ်ကိုလှုပ်ထားတဲ့အာဟုသူတွေမဖြစ်အောင်ဆိုဖះရရှိသွားတူးထောက်ပြီးတော့ confession လုပ်တယ်ဖာဘုရားသခင်ကျွန်ုပ်ရဲ့အပြစ်တွေကိုခံယူတော်မူပါတော့တုတ်ချင်တာတွေရှောက်လှုပ်ပြီးတော့မှအပြစ်ကိုခံယူခိုင်းတယ်ဆိုတရားလားကိုတယောက်ကရော သူ့လို့တဲ့ပြစ်တဲ့နေတယောက်တည်းကခံလို့ရမလားတဘာဝရောဖြစ်နိုင်သလားဖြစ်နိုင်မလားတချို့ကြတော့ဘာလို့တော့အိန္ဒိယနိုင်ငံမှာဆိုလို့ရှိရင်ခင်းကမြစ်တဲသွားပြီးတော့ရေချိုးတယ်ဆိုတနည်းလုံးလှုပ်ထားတဲ့အာဟုသူတွေရေချိုးလိုက်ပြောင်းသွားတယ်ဆိုအဲ့တော့ဆိုရေတဲ့ကားတွေဘယ်လိုနေလဲဘာအာဟုသူမှမရှိဘူးနေတိုင်းရေချိုးနေတာရေတယ်ပါရေချိုးလို့ ိရိတာဆင်းမဲ့ဆိုရင်ရေတွေကငါးတွေမိချောင်းတွေရေသဘွားတွေအတိတ်ပဲရောက်ကြမှာပေါ့အဲ့လိုလုပ်လို့ရောရလားမရဘူးဒါပေမဲ့လူတွေကယုံကြည်တာအဲ့ဒါယုံကြည်တာနော်ကိရိတာညစ်ကြေးတွေကဆင်းကြဲတယ်လို့ယုံကြည်တဲ့နေရာမှာတချို့ကအာဟာရတုတ်တိမိလို့စားမယ်နော်တစ်သီးပဲစားမယ်ရှိစွန်စားရဲဆိုတော့ရှိသေးတယ်အော်ဒါကောဘာပြပါရေးစွန်နဲ့ ရှည်စုံးနဲ့အဆင်ပြေတာတော့ငွေစုံးကပို့အဆင်ပြေငွေစုံးကိုလှုပ်ခံတယ်ဇဉ္ဇံဖမနောဇဉ္ဇံဖမစုံးလို့နာမည်တက်လိုက်ရင်လောက်ကောင်းတဲ့ယူအထင်ကုန်ရှည်စုံးဖုံးပေးတယ်ဆိုတာရှိသေးတယ်အဲ့ဒါလေရှုံနေလို့ရှိတာပဲမီးလွတ်တဲ့တတိအစိမ်ကိုစားတယ်ဝါရှောမဲ့အချိန်ဆိုရှောမှာပဲအဲ့ဒါ နော်အဲ့တော့အဲ့ဒီလိုအာဟာရတုတ်တိတတ်တလို့စားတာတို့ပါတို့ညာတို့ကိုကြိုက်လို့စားရင်စားတန်တရားလွတ်တယ်ဆိုရင်ရည်ရွယ်ချက်နဲ့တော့မစားနိုင်မလွတ်ဘူးကိုကြိုက်ရင်တော့စားနော်ကိုကြိုက်ရင်စားလို့ရတယ်သို့တော့တန်တရားကလွတ်အောင်စားရဲဆိုရင်လည်းပါတယ်အဲ့ဒါမလွတ်ဘူးအဲ့ဒါနဲ့လည်းမလွတ်ဘူးအာရတုတ်တိလို့ခေါ်တယ်အဲ့ဒါ ရေချိုးတန်းစင်လိုက်လို့ကိရိတာတွေကုန်သွားတဲ့ဆံမဟုတ်ဘူးဤရဲငါတွေရေချိုးတာမြဲတာသူတို့ပြောတဲ့ခင်းကမြဲတယ်ပါပဲချိုးနာပဲတော့အဲ့ဒါလည်းမဟုတ်ဘူးတန်တရာလဲပတ်ပြီးတော့မဟာကပ်ပေါင်း၄တန်း၈တောင်းလာပြီအဲ့ဒါအဲ့ဒါပြည့်လို့ရှိရင်တန်တရာလဲပြီးရင်လွတ်တယ်ဆိုတဲ့တန်တရာသုတ်တိလည်းမဟုတ်ဘူး တခြားပြောတဲ့နိလန်နေရတခုမှမဟုတ်ဘူးစင်ကြဲတဲ့လမ်းစဉ်ကတည်တန့်ရှိတယ်တိလစင်ကြဲအောင်လုပ်ရမယ်တမာတိဆိုရင်စိတ်စင်ကြဲအောင်လုပ်ရမယ်ထိဋ္ဌိဝိတုဒ္ဓိအမြင့်စင်ကြဲအောင်လုပ်ရမယ်အဲ့ဒါမှလွတ်နိုင်တယ်ဒါမြတ်စွာဘုရားအရိဟောရနော်